2025အထွေထွေရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးစပြီးပါတီတချို့ကစည်းရုံးပွဲလုပ်ပြီးရွေးကောက်ပွဲကြီးညာစာလန်းထုတ်လာစစ်တပ်ကလုံးမဲ့2025ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ကြမယ်နိုင်ငံရေးပါတီတွေရဲ့ရပ်ပေါင်း60ကြာတရားဝင်မဲဆွယ်စည်းရုံးမှုဒီနေ့အောက်တိုဘာ28ရက်မှာစတင်ပြီဖြစ်ပါတယ် ါတီအချို့ကလည်းသူတို့ရဲ့တရားဝင်မဲဆွယ်စည်းရုံးရေးစတင်ပြီလို့လည်းပြောကြပါဗျ။ပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးခင်ကြီးကတော့ဒီနေ့မနက်၈နာရီကစပြီးပါတီဌာနချုပ်ရုံးမှာအင်အားထောင်ချီနဲ့ဖွံ့ဖွဲလုပ်မှာဖြစ်ပြီးနိုင်ငံတော်မှလည်းလွတ်တော်ကိုယ်စားလှယ်လောင်းတွေကမဲဆန္ဒနယ်တွေမှာလှုပ်ရှားမှုဆက်လုပ်မယ်လို့ပြောပါဗျ။ စစ်တပ်ကနေအရက်ဖက်ပြောင်းပြီးတဲ့ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဦးတပ်ပုံကလည်းသူဝင်ရောက်ရှင်ပြိုင်မဲ့စကိုင်းတိုင်းစကိုင်းမြို့ပေါ်မှာစီယုံရေးဆက်တင်ကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကတဆင့်ပြောလာပါတယ်။ရှစ်လေးလုံးမျိုးဆက်ចောင်းသားတွေပါဝင်တဲ့ပြည်သူ့ပါတီကလည်းရွေးကောက်ပွဲကြီးညာစာတန်းကိုဒီနေ့မနက်ပိုင်းမှာပဲထုတ်ပြန်ပါတယ်။ ပြည်သူပါတီကတော့နိုင်ငံရေးစည်ရေးပြည်ပခါတွေနဲ့ပြည်သူတွေရဲ့နေ့စဉ်ဘဝလုံခြုံရေးစားဝတ်နေရေးကိစ္စရပ်တွေကိုအဓိကဦးစားပေးဖြေရှင်းသွားမယ်လို့သူတို့ရဲ့ကြေညာစာတမ်းမှာထည့်ပြောပါတယ်။ငင်းချမ်းရဲ့အပြစ်ခတ်ရစဲရေးဆွေးနွေးမှုတွေအောင်မြင်အောင်ဆောင်ရွက်နိုင်ရင်စစ်မှုထမ်းနဲ့ပတ်သက်လို့စိုးရိမ်မှုတွေကိုတတ်တာအောင်လုပ်မယ်လို့လည်းဆိုပါတယ်။ ဒီနေ့မဲဆွယ်စည်းရုံးရေးစပါပြီးကျင်ညာစာတမ်းကအတည်ပြုပြီးမှထုတ်ပြန်ပါမယ်လို့ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကြားဖြူပါတီရဲ့တွဲဖက်အထွေထွေတွင်ရင်းမှုဦးစောတန်းမြင့်က BBC ကိုပြောပါတယ်ဒီပါတီ၃ခုထဲကြန့်ခိုင်ရေးကအမတ်လောင်း1000ကျော်ပြည်သူ့ပါတီကအမတ်လောင်း680ကျော်နဲ့ကြားဖြူပါတီကတော့အမတ်လောင်း600နီးပါးပါဝင်ရှင်ပြိုင်မှုစည်းရင်းပေးထားတယ်လို့ပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ကသတင်းထုတ်ပြန်ထားပါတယ် စစ်တပ်ရဲ့ရွေးကောက်ပွဲကော်မရှင်ကမဲဆွယ်စည်းရုံးရေးကာလကိုရက်ပေါင်း60တက်မှတ်ပေးထားပြီးဒီနေ့ကစလို့ဒီဇင်ဘာ26ရက်နေ့အထိတက်မှတ်ထားပါတယ်